ပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရတဲ့အစိုးရချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းတွေကိုမြန်မာနိုင်ငံအတွင်းတရားမဝင်တင်သွင်းရောင်းချမှုနဲ့ထောက်ပို့လုံဆောင်မှုနဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒီလိုဖမ်းဆီးခံရသူတွေဟာ2025ခုနှစ်ဧပြီ23ရက်မှာမန္တလေးတိုင်းဒေသကြီးချင်းဤတာဆန်မြို့နယ်အောင်နှန်းရိပ်သာအရှိရက်ကွက်82လမ်းနဲ့82လမ်းကြား33လမ်းနဲ့ Treasure နှင်း online shop လုပ်ငန်းလုပ်ကင်သူမတ်ဖြူဖြူနှင်းကို၎င်းမေ၈ရက်မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့တက်တောင်ပိုင်းမြို့နယ်54ရက်ကွက် Cherry တင်လန်းနဲ့ရွှေတပြည်လန်းတောက်အမှတ်3မြင်းဆောင်ကာကြီးနေကိုဖုံးမြောင်တို့ကို၎င်းအသီးသီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဖမ်းဆီးရမိသူတို့ကိုစစ်စစ်ဖော်ထုတ်ချက်တွေအရ၎င်းတို့နှုတ်ဟာနိုင်ငံဝန်ထမ်းတွေ DCS လှုံ့ဆော်မှုမှာပါဝင်ဖို့လှုံ့ဆော်တာ င်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြပြားစေဖို့နဲ့စူပူအောင်ကြောင်းမှုဖြစ်ပေါ်စေဖို့ဆိုရှယ်မီဒီယာတွေကနေတဆင့် post တင်ရေးသားခဲ့တာတွေကြောင့် ရဇသက်ကြီးပုံမှ905ကကြီးနဲ့အမှုဖွင့်လက်ခံခဲ့ရပြီးပြည်ပကိုထွက်ပြေးတင်းဆောင်လျက်ရှိတဲ့အစိုးရချမ်းချမ်းရဲ့ခိုင်းစီချက်အရ၎င်းပြည်ပကနေတရားမဝင်တင်ပို့လိုက်တဲ့နိုင်ငံသားဖြစ်ပစ္စည်းတွေကိုအခကြေးငွေနဲ့ထက်ဆင့်ဖြန့်ဝေရောင်းချတာငွေကြေးကောက်ခံပေးတာနဲ့အစိုးရချမ်းချမ်းပေးပို့စီလိုတဲ့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့ပေးတာတွေဆောင်ရွက်ရသူတွေဖြစ်ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အစိုးရချမ်းချမ်းဟာ Shopee အမည်နဲ့ Facebook Page ကို2025ခုနှစ် February မှာစတင်ဖွင့်လှစ်ခဲ့ ဲ့ပြီးအွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိပေနိုင်ငံသားဖြစ်လက်ကင်အိတ်နိုင်ရီကပတ်နဲ့အင်ဂျီစားတဲ့အသုံးဆောင်ပစ္စည်းတွေကိုအွန်လိုင်းကနေတဆင့်ရောင်းချပြီးပြရင်းကိုတရားမဝင်တင်သွင်းကဖြန့်ဖြူးရောင်းချနေသူဖြစ်ပြီးရရှိလာတဲ့ငွေကြေးတွေအနက်တချို့ကိုကိုကျိုးအတွက်သုံးစွဲတာတချို့ကိုအကျန်းဖက်အဖွဲ့စည်းတွေကိုထောက်ပံ့ပေးတာတွေဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်းနာဆကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဥပဒေနဲ့အညီဖြစ်စေရတဲ့အတွက်လိုအပ်တဲ့အမိန့်တွေထုတ်ပြန်ပေးလျက်ရှိရာအွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းကိုလည်းအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းတွေကိုညွှန်ကြားချက်နဲ့အညီရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိပဲပြည်တွင်းပြည်ပကနေတရားမဝင်ရောင်းချတာပြည်ပကနေဥပဒေမဲ့တင်သွင်းရောင်းချသူတွေနဲ့ချိတ်ဆက်ပြီးထက်ဆင့်ဖြန့်ဝေရောင်းချတာတွေကြောင့်နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာတွေဆုံးရှုံးစေလျက်ရှိကြောင်းဒါကြောင့်ဖမ်းဆီးရမိထားသူနှစ်ဦးတို့ကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။အလားတူ NUG PDF အဖွဲ့အစည်းတွေကိုထောက်ပံ့မှုပြုလုပ်နိုင်မှုလူမှုကွန်ရက်တွေပေါ်မှာတရားမဝင်ဇင်းရောင်းချနေတဲ့ပန်ဆယ်လိုအကောက်ပိုင်ရှင်အိတ်ဘိုးအိုမာအရင်အကောက်ပိုင်ရှင်အိုင်ရင်ရွှေနေတီအကောက်ပိုင်ရှင်တင်းတင်းတွင်ဇော်နီလာထေးအကောက်ပိုင်ရှင်ဇော်နီလာထေးအောင်တော် အကောက်ပိုင်ရှင်အောင်တော်ခိုင်စုလွင်အကောက်ပိုင်ရှင် DCS ဆီယာမခိုင်စုလွင် PNH Fashion အကောက်ပိုင်ရှင်ထက်နေနီတန်တီချာချန်ချန်အကောက်ပိုင်ရှင်ချမ်းမြမြတော်စားတဲ့လူမှုကွန်ရက်အကောက်နေနဲ့ချိတ်ဆက်တာ ရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူတာတဆင့်ကံပြန်လဲရောင်းချတာနဲ့အဲ့လိုဆောင်ရွက်နိုင်မှုနီလတ်တစ်ခုခုနဲ့ကိုကြီးဆောင်ရွက်နေသူတွေကိုလည်းအကြမ်းဖက်ဥပဒေနဲ့အညီထိရောက်စွာအေးအေးယူဆောင်ရွက်နိုင်ရေးစစ်စစ်ဖော်ထုတ်မှုတွေဆောင်ရွက်နေတယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။